အင်အားလုံးပြင်းထန်တဲ့ငလင်လှုပ်ခတ်မှုကြောင့်နေပြည်တော်ကောင်စီနယ်မြေတပ်ကုန်းမြို့နယ်တွေမှာရှိတဲ့စင်သေးရွေလဲဆဲထိခိုက်မှုများဖြစ်ပေါ်ခဲ့တဲ့အတွက်ပြန်လည်ပြုပြင်လုပ်ငန်းများကိုနေညာမပြတ်ဆောင်ရွက်ရှိပြီးအေဗီလာရှိရနေမှာစတင်ကပုံမှန်အတိုင်းရေပင်းဝင်ရေလုပ်ငန်းများလုံဆောင်နိုင်ဖို့ဆောင်ရွက်ရှိတဲ့တဲ့တင်ကိုတော့တရင်တော့မဖြိုးပြပြမောင်ကဆက်လက်တင်ပြပေးမှာပဲဖြစ်ပါတယ်ခင်ဗျာ။ ကျမကူရရှိနေတဲ့နေရာကတော့နေပြည်တော်ကောင်စီနယ်မြေတက်ကုံမြို့နယ်အတွင်းမှာရှိတဲ့စင်သေးယူလဲဆယ်ကိုရရှိနေရပဲဖြစ်ပါတယ်ရှင်။အခုဒီဆယ်မှာဆိုရင်အင်အားလုံးပြင်းထန်တဲ့ငရင်ချောင်းထိခိုက်မှုများဖြစ်ပေါ်ခဲ့တဲ့အတွက်ရင်းစည်းရေ22စီးခန့်နဲ့အရေးပေါ်ပြည်ပြင်ထင်းထင်းချင်းလုပ်ငန်းများကိုဆောင်ရွက်နေရကိုလည်းတွေ့မြင်ရပါတယ်ရှင်။အဲကျွန်တော်အမိကတော့ဦးမြင့်စောဦးစည်းရရှိတက်ကုံမြို့နယ်ဆယ်မြောင်းနယ်ရေနှုံးချမှုစီမံခန့်ခွဲဦးစည်းဌာနဖြစ်ပါတယ်။လှုပ်ခတ်ခဲ့တဲ့ငလင်ချောင်းကျွန်တော်တို့ဒီစင်သေးယူလဲဆယ်မှာလည်းထိခိုက်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။စင်သေးယူလဲဆယ်နဲ့ကျွန်တော်တို့ လက်ဝဲလက်ရရေပီးမြောင်းမကြီးတွေမှာထိခိုက်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်အဲ့ဒီအတွက်ကျွန်တော်တို့လည်းအခုပြန်လဲပြီးတော့ပြုပြင်ရေးလုပ်ငန်းတွေကို29ရက်နေ့ကလေးကပြန်လဲစတင်ဆောင်ရွက်နေပါတယ်ခင်ဗျပထမအဆင့်ကတော့ဒီထိခိုက်သွားတဲ့လက်ရရေကြော်ပိုင်းကိုကျွန်တော်တို့ရေသားရေရှမ်းလိမ့်တာပေါင်းနဲ့ရေမြေသားနဲ့ကျွန်တော်တို့ကာယံပြီးတော့ဒီဘက်လက်ဝဲဘက်ကတက်ထုတ်ရေကားရှိရာထိခိုက်သွားတဲ့ပိုင်းကိုလည်းကျွန်တော်တို့ရင်းပန်းကာယံပြီးတော့ရေပြန်တူလောင်ဖို့ပထမအဆင့်ဆောင်ရွက်နေပါတယ်ခင်ဗျ အဲ့လိုဆောင်ရွက်တာနဲ့တပြိုင်နဲ့ကျွန်တော်တို့လက်ဝဲတူးမြောင်းမကြီးကျွန်တော်တို့၁၂မိုင်ခန့်ရှိပါတယ်နောက်လက်ရတူးမြောင်းမကြီးကလည်း၁၂မိုင်ခန့်အရှည်ရှိပါတယ်ခင်ဗျာအဲ့ဒီမှာထိခိုက်တဲ့တူအပိုင်းလိုက်တွေကိုလည်းကျွန်တော်တို့နေညမပြတ်ခုဆက်လက်ဆောင်ရနေပါတယ်ခင်ဗျာမူလရည်မှန်းချက်ကတော့ကျွန်တော်တို့ဆယ်ရက်နေမှာရေစတင်ပေးဝေနိုင်အောင်ဆိုပြီးတော့စီမံဆောင်ရနေတာဖြစ်ပါတယ်ထို့တော့လည်းကျွန်တော်တို့လုပ်ငန်းဝင်အနေထားနဲ့နေညဒီဆယ်ရက်နေရာတွေနောက်ဆက်မှုလုပ်သားတွေ ကားညာနာလှုပ်သားတွေပူပေါင်းဆောင်ရွက်မှုနဲ့ကျွန်တော်တို့ဒီရေးပေးတာတော့ရှိရဲ့နေ့လောက်ကနေပြီးတော့စပေးနိုင်အောင်ကျွန်တော်တို့ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်ခင်ဗျာဒီဆရာနေပြီးတော့ဒီတောက်သုံးကြီးကတော့အေးချမ်းတာဆံပြကြီးပါရဲ့နောက်မြမအတန်ကိုလည်းကျွန်တော်တို့တောက်သုံးကြီးပေးဝေလျက်ရှိပါတယ်နောက်တရားဆက်ကိုလည်းရေးပေးဝေလျက်ရှိပါတယ်ခင်ဗျာအဲစိုက်ပျိုးကြီးကတော့ကျွန်တော်တို့ဒီတကုံးမျိုးနယ်မှာကျွန်တော်တို့ဧက900ကျော်ကျွန်တော်တို့ပေးဝေလျက်ရှိပါတယ်ຫນွေတီးနံဟောဆိုရင်ကျွန်တော်တို့ဧက1000ကျော် ီຫນွေစပားနဲ့ຫນွေသီးနံရေပွေးဝေလျက်ရှိပါတယ်ကျွန်တော်တို့ပုပ္ပတတိမြို့နယ်ဟူတော့ဧက900ကျော်ကိုကျွန်တော်တို့ຫນွေသီးနံရေပွေးဝေပေးပြီးဖြစ်ပါတယ်ခင်ဗျာဒီစင်းတေးရေလောင်းတမန်းနေပြီးတော့ဒီနေ့9ရက်မနေ့6ရက်ကလောက်ကစပြီးတော့ရေ90ကျုဆက်စပြီးတော့ကွန်ကျူကနေပြီးတော့ရေထုတ်လွတ်ပေးနေပြီးဖြစ်ပါတယ်ခင်ဗျာဒီရေလွှဲဆယ်မှာစင်းတေးဆယ်ကရေဝင်ရောက်မှုကိုကြည့်ပြီးတော့ကျွန်တော်တို့ဒီစိုက်ပျိုးရေးပေးဖို့လေသူတစင်ချင်းတစင်ချင်း သူမြောင်းလိုက်ကျွန်တော်တို့ပေးဖို့လို့စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်ခင်ဗျာတက္ကသိုလ်မြို့နယ်အတွင်းရှိကျေးရွာများသို့ရေပေးဝေလျက်ရှိတဲ့စင်သေးရေလွဲဆဲအတွင်းသို့စင်သေးရေလောင်းတမတ်မှရေများပြန်လည်ဝင်ရောက်နေပြီဖြစ်တဲ့အတွက်အေပီလာ၈ရက်နေ့မှာစတင်ကရေပေးဝေခြင်းလုပ်ငန်းများကိုပြန်လည်လုပ်ကိုင်နိုင်ရန်နေညာမပြတ်ဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်ကျမတင်တဲ့နောက်ဖြူဖြူမောင်ပါရှင်